ဂတိ80ကျွယ်ဝချမ်းသာတဲ့ပဋိသာဂတိဘလောက်လဲဂတိ80ချမ်းသာကျွယ်ဝတဲ့ပဋိသာတို့ကသာသနာကိုကြည်ညိုလို့တဲ့ဘယ်ကိုကြည်ညိုလို့လဲသာသနာကိုကြည်ညိုလို့တဲ့ဂတိ80ကျွယ်ဝချမ်းသာတဲ့ပဋိသာတို့သာသနာကိုကြည်ညိုလုံးလို့သာသနာပေါင်းနဲ့ယဟအဖြစ်ဝင်ရောက်တဲ့သာသနာပေါင်းကိုပါလုပ်ထားတဲ့တော့ ယံဖြင့်ဝင်ရောက်တဲ့အခါကျတော့သူတော်ကောင်းကြီးကြီးယံလည်းဖြစ်လေဖြစ်ကိုကမဝါစာဆရာကရကသံဃာတော်အစရှိသည်ဖြင့်သာသနာ့ဘောင်နဲ့ဝင်ရောက်တော့ကမဝါစာဆရာတော်ကလည်းဝင်းဤအကြောင်းပြောလိုက်တာယံတော်များကျင့်ဆောင်ရတဲ့သီလသည်928ဘလောက်ပြည့်တော့ အကျင့်အပြင်း129တို့အကျင့်အပြင်းဂရီကိုတောင်းနဲ့မများဘူးလားမများပါဘူး။အော်ကမောတာဆရာကလည်းဝိညာဉ်အကြောင်းကြီးပြောကျင့်ဆောင်ရမယ်တီလာအကြောင်းကြီးပြောအဘိဓမ္မာဆရာကလည်းမိမိစေကိုထိမ့်တင်ရမယ်တရားတွေမိမိစေကိုဆောင်ဆောင်ရမယ်ဤဒီခေါ်ကြပြောကြ သောတန်ဆရာတော်ကလည်းဒါနနဲ့ပတ်သက်တာနေထိုင်မှုနေထိုင်သည့်အလုံးကိုတုံတင်ဆုံးမဩဝါဒတွေပေးလိုက်တာသူတော်ကောင်းတွေကြီးကျင့်စရာတွေကအများကြီးပြည့်သွားတယ်။ကျင့်စရာတွေဘယ်လောက်ပြည့်သွားလဲ။အများကြီးပြည့်သွားတယ်။တို့သူတော်ကောင်းတွေကျင့်ဆောင်ရတာအများဆုံး၉ပါ။အများဆုံးဘယ်နှပါ့။၉ပါ။ဥပုပ်ဒီလာဆောင်၉ပါးတည်းကအများဆုံးပဲ။ ဒါပေမဲ့နေ့စဉ်တဲ့အများနေတူဝါကျင့်ဆောင်ရရတာမိမိတို့ခါမဝေတာတဲ့ခါကိုပစုပမာကျင့်ဆောင်ရတဲ့သီလက၅ပါးသီလဘယ်နှပါးသီလရံတော်များကျင့်ဆောင်ရတဲ့သီလဒီအကျင့်အဖြစ်နေရ29တွယ်ဘယ်လောက်တယ်နေရ29တွယ်အကျင့်အဖြစ်ဂရီကိုတော်များလိုက်တာ ငါသာသနာပေါင်းတွေဝင်လာတာဒီလောက်များတဲ့တီလာတွေဒီလောက်များတဲ့အကျင့်ကြီးကျင့်ဆောင်ရမယ်မှပြီးရင်ငါမဝင်ဘူး။ဘာသာပေါင်းတွေရောက်ပါမှကျင့်ဆောင်ကြရည်များလာကြည်လားတွေးတာတွေးတာ။ဒီလောက်များနေရင်တော့သူတော်ကောင်းတွေရေရဟန်းတော်လေးတွေးတာငါနေလို့မဖြစ်တော့ဘူး။ဘာဖြစ်ဒီများလို့လဲကျင့်စရာတွေများလို့ ဘယ်လောက်များနေရောငါလက်ဆံဖို့တောင်းမှအခွင့်အရေးမရှိတော့တဲ့ယဟန်ဘဝငါမနေတော့ဘူးဆိုပြီးမြတ်စွာဘုရားသွားလျှောက်တယ်။ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားဖရာတပည့်တော်ဟာသာသနာ့ဘောင်ကိုကြည်လုံးလို့ဝင်ကြီးညိုလုံးလို့ဝင်လာပြီမဲ့လို့သာသနာ့ဘောင်ထဲရောက်တဲ့အခါကျင့်စရာတွေများအားကြီးလို့ဟဲ့ဘာတွေများတာလဲချက်တာဝိနည်းစရာကလည်းဝိနည်းတင်းတင်းတုံတင်းဆုံးမှာ အဘိဓမ္မာဆရာကလည်းအဘိဓမ္မာလေးတုံတင်ဆုံးပါဒုဒ္ဒံဆရာကလည်းဒုဒ္ဒံနဲ့ပတ်သက်တဲ့ကျင့်စရာတွေလိုက်နာစရာတွေတုံတင်ဆုံးပါလိုက်တာဗျာဖယားတပည့်တော်မှာကျင့်စရာတွေများလုံးအကြီးလို့မကျင့်နိုင်တော့တဲ့အတွက်လူထွက်ပါတော့မယ်။ဘာဖြစ်မှာတော့မယ်လေ။လူထွက်ပါတော့မယ်တဲ့။သူတော်ကောင်းတွေကျင့်စရာတွေမများဘူးလား။များတော့မြတ်စွာဘုရားကမင်းကြီး ဖြစ်တာသာသနာပေါင်းတွေမှာကျင့်စရာတွေများလို့သာသနာပေါင်းမနေနိုင်တော့ရင်ချက်သားတပါးတည်းသောတရားကိုကျင့်မယ်ဆိုရင်နေနိုင်မလားအဲ့တော့ယဟန်ကတပါးတည်းသောတရားကျင့်ရမယ်ဆိုတော့နည်းနည်းလေးမျက်နှာတွေဝင်းသွားတယ်ပထမကသူကဗါရဲ့ကျင့်စရာတွေများလွန်အားကြီးလို့သာသနာပေါင်းတွေတပည့်တော်မနေနိုင်တော့တာအခုတပါးတည်းကျင့်ရမယ်ဆိုတော့ဒီလိုကောင်းလို့ဤ ယဟန်လေးပါဖြစ်သွားလေမျက်နာလေးဝင်သွားတယ်ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတပားနဲ့တော့တရားကျင့်ရမယ်ဆိုရင်တော့တပိတော်လူမထွက်ပါဘူးဘုရားတဲ့ဒါဆိုရင်မြတ်စွာဘုရားကအေးတပားနဲ့ကျင့်မယ်ဆိုရင်ချက်သားမင်းစိတ်တလုံးကိုနိုင်အောင်ကျင့်တယ်ဘာတလုံးကိုလဲစိတ်တလုံးကိုနိုင်အောင်ကျင့်တယ် တို့တော်ကောင်းတဲ့ရေကောင်းမှုလုပ်တာလေဒီစိတ်ပဲကောင်းမှုလုပ်တာပဲစိတ်တဲ့ဒီစိတ်ပဲမကောင်းမှုလုပ်တာလေဒီစိတ်ပဲလောဘဖြစ်တာလေဒီစိတ်ပဲဒေါသဖြစ်တာလေဒီစိတ်ပဲမောဟဖြစ်တာရောဒီစိတ်ပဲအဲ့တော့တို့တော်ကောင်းကြီးမြတ်ဗျာပေးတယ်ချစ်တာတဲ့စိတ်တလုံးပဲနတ်အောင်ထိန်းတဲ့စိတ်တလုံးတော့စိတ်တလုံးကိုနတ်အောင်ထိန်းတဲ့တရား စိတ်တလုံးပဲကြည်ကြံပွားများမှာမှန်ပါဗျာဆိုအဲ့ဒီယဟန်ဒီပါဒရာပေါင်းထဲမှာပြို့သွားတယ်ဘာတပါးတဲ့ကြည်ရလို့လဲစိတ်တလုံးလည်းပဲကြည်ရလို့တဲ့အဲ့တော့ဒီနေရာမှာသူတော်ကောင်းကြီးရတာကိုနှလုံးဝထုံးယူပြီးတော့သူတော်ပြီးတော့သူတော်ကောင်းတို့ကဩလောကမှာသူတော်ကောင်းကြီးနံပါတ်1မြဝီတတ်တဲ့စိတ်ရှိဖို့လိုတယ် နံပါတ်၄ပါစိတ်လေမြတ်ဝိဒတ်တဲ့စိတ်တဲ့နေရတကမှာငါရာဘောကြီးတွေးရင်တော်ကောင်းကြီးဗနရားနေတည်အဆင်မပြေဘူးတဲ့နေရတကမှာဘာဖြစ်လဲနေရတကမှာငါရာဘောကြီးတွေးရင်ဗနရားမှာပဲနေတည်အဆင်မပြေဘူးတဲ့အဲ့ဒီလိုအဆင်မပြေတာဖြစ်တဲ့အတွက်နံပါတ်၁ညဝိဒတ်တဲ့စိတ်ကလေးရှိဖို့လိုတယ်ငါစားရတယ်ငါစားရပါစေ ငါဝေးရသလိုဝေးရပါစေငါသုံးရသလိုသုံးရပါစေငါအစဉ်ပြေသလိုအစဉ်ပြေကြပါစေနဘတိပါစိထားရလေမြဝေတတ်တဲ့စိတ်အဲ့ဒီမြဝေတတ်တဲ့စိတ်ကိုပိဋကတော်မှာမှတ်တမ်းတင်ထားတာကဒါနလေဗာတဲ့ဒါနဆိုတာဗာလေဘေကံနဲ့စွန်ကျဲတဲ့ဝိင္ကရဖိမာတဲ့ကုညီတဲ့ဆောင်းလျှောက်တဲ့ဒါကကိုကျော်ဟင်းကြီး မိမိအိမ်မှာနေကြတဲ့မိမိလက်အောက်ငယ်သားမိမိအိမ်ကကိုယ်တန်းနေကိုမကူညီရဘူးလားမဆောင်းလျှောက်ရဘူးလားမဖိမရဘူးလားဖိမရအဲ့ဒါနေ့စဉ်တည်းအမြတ်တကကြီးဒါနာပြည့်နေတာတွေးဖို့ကတွေးဖို့ကတချို့ပြောတာရှိတယ်မင်းတို့ဘုရားဘာသာနိုင်ငံကွာ သူများနိုင်ငံတွေကဗုဒ္ဓဘာသာမဟုတ်ဘဲနဲ့ဒါနဆိုတဲ့စကားလုံးမသုံးဘဲနဲ့ကြီးစံသူတို့တွေလူတန်းနေကြတာချမ်းသာနေကြတာချမ်းသာတာဘာကြောင့်လဲလို့မေးသူတော်ကောင်းတွေဘုပြောမလဲဒါနကြောင့်ချမ်းသာတာဘာလဲဒါနကြောင့်အလုံးစုံလိုက်ဒါနမပါဖြစ်နေရာဥစ္စာမွတ်တတ်သည်ဒါနမပါဖြစ်နေရာဥစ္စာမွတ်တတ်သည် သူများနိုင်ငံတွေချမ်းသာနေတာကွာဘုရားဘာသာမဟုတ်ဘူးဒါပေမဲ့သူတို့ချမ်းသာတယ်ဒါနဲ့ဆိုတဲ့စကားလုံးမင်းတို့ဘုရားဘာသာနိုင်ငံမှာတွင်တွင်ကျယ်ကျယ်နဲ့ကျင့်သုံးပြီးဘာကြောင့်ဆင်းရဲနေတာလဲသူတော်ကောင်းကြီးဒါနဆိုတာသူများကိုဒီလိုလေးလူမဒါနမဟုတ်ဘူးဒါနဆိုတဲ့စကားလုံးဒီပါလေမြွေတတ်တဲ့စိတ်ဗာစိတ်တယ်ကိုကြီးတယ်ဖေးမတယ်စောင်းလျှောက်တယ်ဝေငါတယ် တို့ကောင်းကြီးအဲ့ဒါဒါနပဲဒါကြောင့်နံပါတ်1မြဝေဒတဲ့စိတ်ကလေးရှိဖို့လိုအပ်တယ်ဒါကြောင့်စိတ်တလုံးကိုနိုင်အောင်ထိန်းစိတ်တလုံးကိုကျင့်သုံးရင်သူတော်ကောင်းတွေမိဘတွေတွားနိုင်တာလေနံပါတ်1မြဝေဒတဲ့စိတ်ကလေးရှိဖို့လိုတယ်တဲ့မြဝေဒတဲ့စိတ်ကိုပါလို့ခေါ်ဒါနလို့ခေါ်ပူဇော်လိုက်ပါဒါနပပ္ပ ဖြစ်လျဥစ္စာမွေတတိဒါနမပါဖြစ်လျဥစ္စာမွေတတိဩဒါနဆိုတဲ့စကားမြေမာပြည်မှာသာဒါနသုံးတာတခြားနိုင်ငံတွေလည်းမျှဝေတာလို့၊ကူညီတာလို့၊ဖိမတာလို့မရှိဘူးလား။ထောက်ပံ့ရေးအဖွဲ့အစည်းတွေမရှိဘူးလား။ပရာဟိတအဖွဲ့အစည်းတွေရောမရှိဘူးလား။အဲ့ဒါတွေကလည်းဒါနပဲ။ ဒါကြောင့်ဆူလိုက်ဒါနမပါဖြစ်နေရာဥစ္စာမွဲတတ်သည်ဥစ္စာမွဲကလူဘဝအောက်ကြလွန်လာသည်ဒါဆိုလို့ရှိရင်သူတော်ကောင်းတွေထားရမယ့်စိတ်ကလေးကနံပါတ်1ပါစိတ်ပဲမြဝေတတ်တဲ့စိတ်တဲ့အဲ့ဒီမြဝေတတ်တဲ့စိတ်ကလေးများချိုးတဲ့သွားရင်သူတော်ကောင်းတွေကိုသားသမီးအရင်ကတော့ကိုမတထားဘူးတဲ့ မြဝိဒတဲ့စိတ်ကလေးချုပ်တယ်သွားရင်ပါတဲ့။တန်တရာကိုအတာထားအောင်ကိုမွေးထားတဲ့တန်သမီးရတော်ကိုမတထားဘူး။ငါမိဘတဲကစီနေတာပဲကွာ။ငါမိဘမသိအောင်တော့ငါတော့အစဉ်ပြေလို့လုပ်လိုက်ပါလေ။ဒီတော့ကောင်းပြီ။ရင်ကမွေးတဲ့တန်သမီးတော်မြဝိဒတဲ့စိတ်ကလေးချုပ်တယ်သွားရင်ဘာဖြစ်တတ်လဲ။အစဉ်မပြေတတ်ဘူး။ ကျန်တဲ့တပည့်လက်အောင်ငင်းသားဝန်လန်းစားတဲ့တပည့်သားသမီးတွေလည်းပဲမိမိကမြတ်ဝီတတ်တဲ့စိတ်ကလေးချူတဲသွားမယ်ဆိုရင်သူတို့ကဘာလို့မှလဲဟမ်ဒီလောက်ကစီနေတဲ့တတိကစီနေတဲ့ပိုင်ရှင်ငါတို့ရတဲ့ရတဲ့အခွင့်အရေးမပြီးတဲ့အတွက်ရှိတဲ့ဟာတော့အစီအပြေတို့လုံးလိုက်မယ်ဆိုရင်သူတော်ကောင်းတွေပိုင်ရှင်ဖြစ်တဲ့ပုံကူပဲအထီးကိုက်ဘူးလားထီးကိုက်နိုင်တယ်ဒါကြောင့်သူတော်ကောင်းတွေမြတ်ဝီတတ်တဲ့စိတ်ကလေးလူတိုင်းမှာရှိဖို့လိုအပ်တယ် ဘာဖြစ်တတ်တဲ့စိတ်ကလေးလဲမျှဝေတတ်တဲ့စိတ်မျှဝေတတ်တဲ့စိတ်ကိုဘာလို့ခေါ်ဒါနလို့ခေါ်တယ်မျှဝေတတ်တဲ့စိတ်ကိုဘာလို့ခေါ်ဒါနလို့ခေါ်တယ်ဟုတ်ပြီနောက်တဲ့စိတ်ကထားရပါကထားဖို့ထားနေလေးကနောက်တဲ့စိတ်တမျိုးကသာနာတတ်တဲ့စိတ်တယ်နောက်တဲ့စိတ်ကဘာစိတ်လဲသာနာတတ်တဲ့စိတ်တဲ့အလုံးစုလိုက်ပါသာနာတတ်တဲ့စိတ်ကိုတီလာလို့ခေါ်တာသာနာတတ်တဲ့စိတ်ကိုဘာလို့ခေါ်တာ သီလမပါဖြစ်လျာယောဂထူတတ်သည်သာနာတည်းစကိုသီလဟိသာနာတည်းစကိုသီလဘလို့သီလလဲလို့မေးသူတော်ကောင်းဒီငါးပါးသီလတဲ့မှာနံပါတ်၁ပါဏာတိပါတာနံပါတ်၁ပါလေသူတော်ကောင်းဒီမိမိတို့ရတတ်တဲ့အသက်ကလေးမနှမြောဘူးလား ဩငါတော်မှာထိကြိုက်ပစ္စည်းရင်ငါမခံနိုင်ဘူးသူများကြီးလည်းပဲထိကြိုက်ပစ္စည်းခံနိုင်မှာမဟုတ်ဘူးဆိုရင်ပါဏာတိပါဒကကျွတ်လို့ပါဦးမလားကျန်တာမပြောနဲ့ကိုယ်အသားလေးနာကျင်အောင်လို့လိန်ဆွဲလိုက်ခံနိုင်ပါလားဩငါတော်မခံနိုင်သူလည်းခံနိုင်မှာမဟုတ်ဘူးငါပစ္စည်းဥစ္စာကိုငါနှမျောရင်သူများတွေလည်းပဲသူတို့ပစ္စည်းဥစ္စာနှမျောမှာပဲဆိုတဲ့စိတ်ကလေးရှိမယ်ဆိုရင်ကိန်းနေကြမယ်ဆိုရင်အဋ္ဌိဏဒါနကံတွေထုလို့ပါဦးမလား ငါသာသမီးငါသာမယကိုငါချစ်မြတ်လို့တယ်လို့သူတော်ကောင်းကြီးလည်းပဲသူတို့သာမယချစ်မြတ်လို့ကြမယ်ဆိုတဲ့စိတ်ကလေးများမွေးရင်သူတော်ကောင်းကြီးကာမဂုဏ်ဤဝဲတာကာမဂုဏ်လွန်ကျူးတယ်ဆိုတဲ့သိခါဖို့ရှိပါဦးမလားဒါကြောင့်ကာမကာမပါဏတိပါဒအာဒီနာဒါနာကာမိတုမိစ္ဆာစာရာသူတော်သာမယမစော်ကားတော်မူမိမိသာမယတော်မှာမိမိမိသားစုတော်မှာသူတော်ကလာရောက်ပြီးတော့စော်ကားတာ မကြိုက်ရင်သူတော်ဘာတွေလည်းကြိုက်မှာမဟုတ်ဘူးဆိုလို့ရှိရင်သူတော်ကောင်းတွေကာမဂုဏ်ဆိုတဲ့သိက္ခာပုဒ်လုံသွားတယ်မိမိကိုလိမ်ညာပြောတာကိုမိမိခံနိုင်ရလားသူတော်ကောင်းတွေကိုယ်လာလိမ်ညာခံခံနိုင်လားဒီလိုတော်တော်စကားမတည်ခဲ့ဘူးသစ္စာမရှိတဲ့သူသူတော်ကောင်းတွေစီးပွားရေးလုပ်တဲ့အခါမှာလည်းအမတအရေးကြီးတယ် ဒါကြောင့်မိမိကိုလိန်ညာပြီးတော့ပြောဆိုတာကိုမိမိမခံနိုင်ဘူး။အော်၊သူလည်းပဲခံနိုင်မှာမဟုတ်ဘူးဆိုတော့ဘာစိတ်ကလေးထားရပါလဲ။သာနာတတ္တစိတ်ဘာစိတ်ရဲ့သာနာတတ္တစိတ်ကိုဘာလို့ခေါ်ဒီနလို့ခေါ်တယ်။သာနာတတ္တစိတ်ကိုဘာလို့ခေါ်ဒီနလို့ခေါ်အော်မိမိအိမ်မှာနေရတဲ့အတိုင်းညီရဲ့သားနဲ့ညီမရဲ့သားနဲ့လာရောက်ပြီးတော့ဘူကရစ်ဖားနဲ့လာရောက်ပြီးတော့ရန်ကားပဲဆိုရင်သူတော်ကောင်းကြီးခံနိုင်ပါမလား ။အိုးငါတော်မှမခံနိုင်ရင်တမားဒီလည်းခံနိုင်မှာမဟုတ်ဘူးဆိုရင်သူတော်ကောင်းတွေသူလည်းမရိယဆိုတဲ့တိခါဖို့လုံသွားကြီး။အဲ့တော့သာနာတတ်တဲ့စိတ်ကြီးဘာလို့ခေါ်ဒီလာလို့ခေါ်တယ်အလုံးပူဇော်လိုက်ဒီလာမပါခြင်းလီယာယောဂထူတတ်ဒီဒီလာမပါခြင်းလီယာယောဂထူတတ်ဒီယောဂထူက မရှင်ပြဒုက္ခကြည်လာသည်နောက်တစ်စိတ်ကစင်ကြင်တတ်တဲ့စိတ်တွေနောက်တစ်စိတ်မျိုးကဘာလဲဒါဆိုရင်နံပါတ်1စိတ်ကလေးပြန်ပြောပါဦးဘာစိတ်လဲမြာဝိတတ်တဲ့စိတ်နံပါတ်2ကသာနာတတ်တဲ့စိတ်နံပါတ်3ကစင်ကြင်တတ်တဲ့စိတ်ဘာတွေကိုစင်ကြင်ရမလဲလို့ မေရင်သူတော်ကောင်းကြီးဝိပဿနာနဲ့အရင်ဒီဆုံးလက်ရကမှာရှိတာကိုပြောပြီးတော့ပူဇော်ကြရအောင်စံဖြောင်းကဒီချီးပြအတိတလံများလောက်တော့ခန္ဓာကိုယ်မှာအနိစ္စမမြဲခြင်းတရားဒုက္ခဆင်းရဲခြင်းတရားအနတ္တကိုယ်ပိုင်မဟုတ်ဘူးသူဖြစ်ခြင်းတို့ဖြစ်နေပါလားလို့ဆင်ခြင်ရမှာဆင်ခြင်ရတဲ့စိတ်ဒီဘာဝနာလေးဘာတဲ့တော့ စင်ကြင်ရတဲ့စိတ်ကိုပါလို့ပူဇော်ရဘာဝနာလို့ပူဇော်ရပါတယ်။ဒါကြောင့်အလိုဘသူတော်စင်သူတော်ကောင်းတို့ရေသာနာတတ်တဲ့စိတ်မြဝီတတ်တဲ့စိတ်စင်ကြင်တတ်တဲ့စိတ်ဒီစိတ်ကလေး၃မျိုးကိုသူတော်ကောင်းတွေရင်ကြင်ကြံပွားများလိုက်လာရင်နံပါတ်၁ဒါနာသီလဘာဝနာ၃မျိုးထွက်လာတယ် ဘာမျိုးထွက်လာလဲ။သုံးမျိုးထွက်လာတယ်။အိမ်မှာနေရင်ဒါရင်နဲ့မြဝိဒတ်တဲ့စိတ်ကလေးများရှိနေရင်အဲ့ဒါဒါနနဲ့ပြည့်စုံနေတာ။ဘာနဲ့ပြည့်စုံနေတာလဲ။သာနာတတ်တဲ့စိတ်ကလေးများ။အိုးသာနာမပေါ်လိုက်တာ။သာနာတတ်တဲ့စိတ်ကလေးများတွေ့နေရင်အဲ့ဒါတိလလုံနေတာနဲ့ဘာလုံနေတာလဲ။တိလလုံနေတာ။နောက်တဲ့ကစင်ကြင်တတ်တဲ့စိတ်ကလေးတွေးရမယ်တဲ့တွေးရမယ်တွေးရမယ် ။အော်တခါတလေကိုပြည့်ချင်းတို့ဖြစ်လာ။ကြာဝါဒအေယာထောင်လူပေါင်းလူလောကမှာသူတော်ကောင်းတွေအမတန်အလုံးများတာမများဘူးလား။မနက်ထအေယာနုအရှင်လောကရနေဝန်ကြီးထွက်ပေါ်လာလို့အနောက်လောကရနေဝန်ကြီးမဝင်ခင်အတိသူတော်ကောင်းတွေမနေမနာအနေထားနဲ့ကျူးစားပြီးတော့ရှာပြီးလောက်ကင်နေကြတဲ့အချိန်တော်တွင်မှာမပြောချင်ပဲနဲ့လည်းဘာဖြစ်လဲပြောရတယ်မလုပ်ချင်ပဲနဲ့လည်းဘာအတွက်လုပ်ရတာလဲ ခရဝါသကြောင့်ဘာတို့လောက်တာလဲခရဝါသကြောင့်လုံးရတာဖြစ်တဲ့အတွက်သူတော်ကောင်းတွေမပြောချင်ပဲနဲ့လည်းပြောရတယ်မလုပ်ချင်ပဲနဲ့လည်းလုပ်ရတယ်မဆက်ဆံချင်ပဲနဲ့လည်းဆက်ဆံရတယ်အဲ့ဒီအထဲမှာကိုဖြစ်ချင်တာလဲပါတယ်တဲ့ကိုမဖြစ်ချင်တာလဲပါတယ်တကကူကြောင့်အေးမကြွကြူဘူးကကြုံရတာပေါ့ကိုအလိုဆန္ဒနဲ့လည်းဖြစ်ချင်တာလည်းဖြစ်ရှိတယ်ကိုအလိုဆန္ဒနဲ့လည်းတိုက်ညီတာလည်းရှိတယ်မကန့်ညီတာလည်းရှိတယ် ်အေးအဲ့နဲ့ခုကိုတွန်းတွဲပြီးတော့ဒါတဘာဝပဲဘလို့တွေးရမလဲဒါတဘာဝပဲဆိုတဲ့စိတ်ကလေးများစိတ်ထဲဝင်အဲ့ဒါဘာဝနာလားအဲ့တော့ဒါနာရယ်သီလရယ်ဘာဝနာရယ်သုံးမျိုးကိုဘာလို့ခေါ်ကုသိုလ်လို့ခေါ်သုံးမျိုးကိုဘာလို့ခေါ်ကုသိုလ်လို့ခေါ်လားဆိုလိုက်ကုသိုလ်မှာပါဆိုလိုက်ကုသိုလ်မှာပါတန်တရား ြည်ကြဆင်းရဲမြည်ကုသိုလ်မပါတန်တရားကြည်ကြဆင်းရဲမြည်တို့တကားကြီးတကမာကြီးတွေအလုံးလုံးနေတာချမ်းသာဖို့လေကာလဆင်းရဲဖို့လုပ်တာလားဒီထဲမှာတပည့်တော်ဘုရားဆင်းရဲခြင်းလို့အာကြီးလို့အလုံးလုံးနေပါတယ်ဆိုတဲ့လူတစ်ယောက်ပါတယ်ပါရင်ပြောကြပါဦးမမြင်ဘူးလို့ကြည့်ရအောင်နော်အဲ့တော့အလုံးလုံးတယ်ဆိုတာ ချမ်းသာခြင်းလို့လုပ်ကြတာဖြစ်တဲ့အတွက်သူတော်ကောင်းတွေလူတိုင်းလူတိုင်းမှာချမ်းသာခြင်းနဲ့စိတ်ရှိတယ်။လူတိုင်းလူတိုင်းမချမ်းသာခြင်းဘူးလား။ချမ်းသာခြင်းလဲဆိုရင်မြတ်ဘုရားပေးတဲ့ဓမ္မလက်ဆောင်ကဗါတဲ့မြာဝိတတဲ့စိတ်သာနာတတဲ့စိတ်စင်ကျင်တတဲ့စိတ်လူပေါင်းလူလောကထဲမှာကျင်လည်ကြရမယ်ဆိုရင်သူတော်ကောင်းတွေအဲ့ဒီစိတ်၃စိတ် မိမိတို့အမြဲတမ်းလက်ကမ်းထားကြင့်ကြံပွားများနေရမယ်ဒီသုံးစိတ်ကိုလက်ကမ်းထားကြင့်ကြံပွားများအထောက်ကြရင်သူတော်ကောင်းကြီးကုသိုလ်နဲ့ကြီးတော်ဒါနကုသိုလ်နဲ့ပြုရရောက်တယ်သီလကုသိုလ်နဲ့ပြုရရောက်တယ်ဘာဝနာကုသိုလ်နဲ့ပြုရရောက်တယ်ဒါနသီလဘာဝနာသုံးမျိုးကိုပါလို့ခေါ် ကုသိုလ်လို့ခေါ်လောကမှာကုသိုလ်ပြုကြတယ်ဟိတက္ကသိုလ်ကျော်ဟိတို့မိသားစုအမျိုးစုံလူ दान ကြကုန်သောသာသနာတရားကဘာကြီးဒေါ်ချောစုတိုင်းတို့မိသားစုတွေတက္ကကုန်ကျော်ကိုယေစုကြီးမှဘာရဏမောင်ဆုံးလင်းပိုင်ကိုယေစုကြီးမှဒေါ်ကင်တွေးမိသားစုတွေညာကြအချိုးရည်လူကြတဲ့ဒေါ်သိန်းကြီးမိသားစုကိုအောင်မိသားစုတို့အားလုံးပြည့်စုံပေါင်းပြီးတော့လူ दान ကြတဲ့ကုသိုလ်ကောင်းမှုအားလုံးဟာသူတော်ကောင်းတွေဘာလုံးတာတဲ့တော့ကုသိုလ်လုံးတာ ဘာလို့တာတဲ့တော့ကုသိုလ်လုပ်တာဒါကြောင့်အလုံးပဲဆူလိုက်ပါကုသိုလ်မပါတန်တရာရှည်ကြစင်ရမည်ဒါကြောင့်တန်တရာမှာစင်မစင်ရဘူးရန်အတွက်ကုသိုလ်များမပါရင်တန်တရာမှာစင်ရနေတယ်ဒါကြောင့်စင်ရတာကိုအလိုမရှိတဲ့အတွက်ဒုများကုသိုလ်ရှင်တွေယနေ့လာရောက်ကပါလို့ကြတာလေကုသိုလ်လုပ်ကြတာဘယ်မှာချမ်းသာဘူးလဲ တန်ត្រာမှာချမ်းသာဖို့ဆိုလိုက်ကုသိုလ်ပါပါတန်တရာရှိကြစင်ရည်မြီကုသိုလ်ပါပါတန်တရာရှိကြစင်ရည်မြီကုသိုလ်ပြုမှချမ်းသာရဒုက္ခကင်းဝေပြီဒုက္ခကင်းလို့ မြာလူကိုကုသိုလ်အမှန်ပြုရမည်ဒုက္ခကင်းလုံးမြာလူကိုကုသိုလ်အမှန်ပြုရမည်ဣမန္တမဒေသနာဤတရားဒေသနာတော်ကိုနားတဲ့အတိုင်းလေသိကြပါစေသိတဲ့အတိုင်းလေကြီးညာပါစေကျင့်တဲ့အတိုင်းလေဒုက္ခခံသိဤကြီးရာဖြစ်သောမြတ်နိဗ္ဗာန်ကို လင်မြန်စွာမျက်မှောက်ပြုနိုင်ကြပါစေကုန်တည်း